အစီရေးနိုင်ငံကြီးကိုဟန်ချင်းကြီးတွားရမယ်ဆိုပြီးတော့မှပုဒေမှာရေးဆွဲထားတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေ့အပြောတဲ့ဥစ္စာတွေကိုပရိသတ်တွေကိုလည်းပဲကျွန်တော်တောင်းဆိုခြင်းတယ်တေချာစဉ်းစားဆေခြင်းတယ်ကျွန်တော်မှားသလားဘသူမှားတယ်လေဆိုတဲ့ဥစ္စာတွေကလည်းပဲတုံ့တက်ရမှာအဲ့တော့ခုနဆာဆန်းကပြောသွားပဲဘသူပဲမှားမှားပြဿနာမဟုတ်တော့ဘူး ဒါစခိုင်ကိစ္စတို့ဘာလို့ကတော့အဲ့ဒါထားလိုက်ကျွန်တော်အဲ့ဒီစခိုင်အေးကိစ္စကိုတော့မဆွေးနွေးရှင်တော့ဘူးတော့ဒါဖြစ်လာတဲ့ဥစ္စာရင်ဆိုင်ကြတာပေါ့ဒါမျိုးတွေကအဲ့တော့ဒီနေရာမှာစီစီကဘလောက်စခိုင်အေးအေးနဲ့ပတ်သက်ပြီးတော့မှဘလောက်မှားအကွက်ကြောခဲ့တယ်လဲဘလောက်မှားခဲ့တယ်လဲစီဘီဘလောက်မှားခဲ့တယ်လဲဘီတူလူထုဘလောက်မှားခဲ့တယ်လဲဆိုတဲ့ဥစ္စာတွေကတော့တုံးတက်ကြတာပေါ့ကျွန်တော်အပါဝင်ဒါတော့ထားလိုက်ကျွန်တော်မဆွေးနွေးတော့ဘူးကဲ တောလိုက်ကအခုငါနှိမြောက်သေးဝင်လာပြီစကရေကခြေထန်းတုံဖားခဲ့တယ်ဒါစီကြီးကိုရေသုံးတတ်မယ်နော်စီကြီးဆိုတဲ့နေရာမှာစီကြီးဥဆောင်မှုကိုကျွန်တော်သုံးတတ်မှာဖြစ်တယ်စီကြီးကိုသုံးတတ်မှာမဟုတ်ဘူးဘလို့တိုက်ပွဲဖြစ်တယ်လဲဘာဖြစ်တယ်လဲညာဖြစ်တာဒါမှကျွန်တော်စိတ်ဝင်စားဘူးနားလေတာလည်းမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ကတနက်ကင်ပြုတော့မှစကားစကိုမပစ်သေးဘူးအခုချိန်ထိတော့ တအာ CDF အလင်းနဲ့ကင်ဒီရှိတာကိုကျွန်တော်ဥဆောင်တဲ့သူတွေကျွန်တော်ဥဆောင်တဲ့သူတွေအမဟာကိုကျွန်တော်ပြောရမှာဖြစ်ပါတယ်ကျွန်တော်ကိုတိုင်ပေါ့တခါတလေကျတော့ CB ရရလည်းပဲဘရာဒါဟုတ်ရရလည်းပဲ CC အကြောင်းပဲပြောလိုက် CC ရရလည်း CB အကြောင်းပဲပြောလိုက်အဲ့ဒါမဟုတ်သေးဘူးကိုကကိုဝေဖာစတန်ဝေဖန်ရမယ်နော်မညာတာရဘူးကျွန်တော်မြုပ်နေဒေသကနေလာတယ် မြို့နေတဲ့ဒေသအကြောင်းကိုလည်းကျွန်တော်နောက်ဆက်ဝေဖန်ရမှာဖြစ်ပါတယ်။ကိုဟာကိုလည်းဝေဖန်ရမှာဖြစ်ပါတယ်။ဒါမှားတဲ့ဥစ္စာတွေအများကြီးရှိတယ်။ဒါတော့စီရီဥဆောင်မှုကိုကျွန်တော်ပြောချင်တာစီရီဥဆောင်မှုကအခုတတော်မှားနေပြီ။လမ်းကြောင်းမမှန်တော့ဘူး။ဘလို့ဥဆောင်တယ်လဲဆိုရင်တော့စကားစာကိုချိန်မှုန်းဖို့အမိပြက်ချိန်မှုန်းဖို့ဆိုပြီးတော့မှပတ်သက်ပဲပြောတယ်။အဲ့ဒါတို့အချင်းချင်း အဲ့ချင်ဖို့ကိုယ်ချင်ဖို့တာတော့ထားလိုက်အဲ့ဒါရိုင်းတယ်ကိုယ်အချင်းချင်းအထင်ကြီးအောင်ကိုယ်အချင်းချင်းရှိန်အောင်ကိုယ်အချင်းချင်းကြောက်သွားအောင်စီကြီးကိုဥဆောင်နေကြတာဘသူရီကစီကြီးဥဆောင်နေတယ်လေတေချာစင်းစားကျွန်တော်ကစီကြီးကိုဥဆောင်နေတဲ့သူမဟုတ်ဘူးကျွန်တော်နိုင်ငံကြီးကိုဥဆောင်နေတဲ့သူဖြစ်တယ်ကျွန်တော်နိုင်ငံကြီးရောက်တဲ့ချိန်ကျတော့ကိုယ့်ဟာကိုယ်လည်းဝေဖန်ရမှာဖြစ်ပါစီကြီးကိုဥဆောင်တဲ့သူတွေကအစမှကတော့ရှင်းတယ် ဘလို့ဘလို့ဘလို့လာကြလဲတော့မသိဘူးဆိုတော့တရေတီတာကလည်းမှားသွားသလားလို့အဲ့ဒီစီယူဥဆောင်တဲ့ပိုင်းမှာဆိုတော့အခုတော့ဥဆောင်ရင်ဥဆောင်ရင်နဲ့စကစဖက်ကိုငါစေစာခိုင်နှုံးပေးဥတီသွားတယ်ငါစေစာခိုင်နှုံးကကိုယ်အချင်းချင်းချဖို့ကိုယ်အချင်းချင်းလှုပ်ဖို့ပဲစီယူကိုဥဆောင်ကြတာဆိုတော့ကြည်ပါလားဥဆောင်မှုမကောင်းတဲ့အတွက်စီဥဆောင်တဲ့ကောင်းဆောင်တွေ CDF ဥက္ကဋ္ဌဆိုတဲ့သူတွေ CDF အထွေထွေတွင်းရင်မှု CDF CUC ထုတ် CDF တမဟာမှုအဲသူတို့တောင်းခံရမှာခင်ဗျားတို့တောင်းခံရမယ်နော်မခံလို့မရဘူးဆိုတော့အစမှာကတော့ဆက်ကဆက်ကိုတိုက်ဖို့လို့တော့နောက်ဆုံးကြတော့ဘာဖြစ်လာတယ်လဲဆိုရင်တော့အချင်းချင်းအာနာလူပွေးတွေငွေကျဲမတမာမှုတွေနောက်ပြီးတော့မှအာအာဗာလဲ ယောက်ျားမိန်းမဖောက်ပြန်မှုတွေတတော်ကျူးလွန်လာကြတာကိုကျွန်တော်တွေ့ရတယ်ဒါအာအမနာစတန်နောက်ပြီးတော့မှအရက်အလွန်ကျွန်တောက်တာတွေအပျော်ပလိုက်စားတာတွေနော်နောက်ဆုံးပြောမယ်ဆိုရင်တော့ဖဲကစားတာတွေထိအဲ့ဒါလုတ်လာတာကိုကျွန်တော်တို့ကတွေ့ရမှာဖြစ်ပါတယ်တော်စီစီယောစီဘီယောအဲ့လေပုံစံရှိမလားမရှိဘူးလားဒါစဉ်းစားကျွန်တော်ထင်တယ်ဖျားသခင်ကကျွန်တော်တို့အပေါ်မှာ ဘဝမတာတော့ဘူးမကျေနပ်တော့ဘူးအဲ့ဒါကြောင့်ဒီအစီရောက်တာဘသူရစီမှာတောင်းစီလဲစီကြီးဥဆောင်တဲ့အဲ့တော့အဲ့ဒါကြောင့်အခုကတော့ကျွန်တော်တို့ယူယူတာတာနဲ့စကားစကိုတိုက်တိုက်တဲ့သူတွေတိုက်ခဲ့တဲ့သူတွေအခုတိုက်နေတဲ့သူတွေကစိတ်ဓာတ်ကြကြတာဥဆောင်တဲ့သူတွေကမှအကျင့်စာရိတ္တမကောင်းတာတော့အာနာမင့်မောတာတော့ တောက်စားတာတို့ဘာတို့ညာတို့ကရှိတဲ့ခါကျတော့အားလုံးတော့ဆူလို့တာမဟုတ်ဘူးเนาะတချို့ကိုဆူလို့နေတာဟုတ်ပြီအဲ့တော့အဲ့လိုမျိုးနဲ့ခမရတို့ကျွန်တို့ရေဘောတက်သားလေးတွေတကယ်အယူသတ်နဲ့စစ်တိုက်တဲ့သူတွေနေချင်းမလားဒါစဉ်းစားရမယ်နေချင်းမလားမနေချင်းဘူးဆိုတော့တိုက်ရင်ကဇောကြလာတယ်ဒါတပိုင်းပြီးရင်ထုံးစာအတိုင်းလင်းနေကရင်စစ်ကြီးဥဆောင်မှုကတော်တော်ခက်တယ်ခက်တဲ့အတွက် ကြာလာရင်လွေမှာမဟုတ်ဘူး CDF လေတန်တရဆိုးရတယ်အဲ့ CDF လေးတွေကလွေမှာမဟုတ်ဘူးတတော့တိုက်ရင်အစောကြာလာတယ်ဒါထုံးဆံပါကျွန်တို့ခင်ဗျားတို့ဖားတာလဲပါဝင်တယ်လို့ထုံးဆံအတိုင်းလင်းနှိစော်ဖြစ်လာတဲ့ခါကျတော့တက်ဆိုတာជីជីမမအဖွဲ့အစည်းကပဲဥဆောင်မှတခိုင်မာတာဒေတန္တရအဆင့်လောက်နဲ့စီဒီအက်ဆင့်လောက်နဲ့တက်กว่าချက်ជីဥဆောင်လို့မရဘူးအဲ့ဒါတပိုင်း နောက်ပြီးတော့မှထောက်ပံ့တဲ့သူတွေကလည်းပဲသူတို့ကိုယ်တိုင်ကအာဆင်းရဲလာတာငွေကျက်ခက်ခက်ကြုံလာတာရယ်အားမပေးချင်တာတော့ရယ်အားမပေးချင်တာလည်းပဲကျွန်တော်တို့ကောင်းဆောင်တွေကမကောင်းလို့ပေါ့အားမရလို့ပေါ့အချင်းချင်းပဲလို့ဖြစ်နေတော့အဲအဲ့ဒါကြောင့်ကျွန်တော်ငွေကျက်လေးကြော့ပါလာတယ်ငွေကျက်လေးလေကောင်းဆောင်မွားလဲအစင်မပြေတော့ဘူးဆိုရင်တော့တိုက်ရင်ကတော့ဇော့လာတာဆိုတော့ကြာလာတာနဲ့အမျှအော professional army မဟုတ်တဲ့တွေ့သူတို့စကားစကိုတော်လှန်ခြင်းနဲ့စိတ်တလေးနဲ့ခဏလေး emotion လေးအမြဲပါတယ်စိတ်ခံစားခြင်းလည်းအမြဲပါတယ်အဲ့ဒါကြောင့်အခုကျွန်တော်တို့တက်တရဇော့လာတာကဲဇော့လာပြီဆိုရင်တော့သူတို့စီဘလို့ဥဆောင်လာကြတယ်လဲဆိုရင်တော့ဘလို့စီယုံလာကြတယ်လဲဆိုရင်တော့ကဲစစ်စစ်နှစ်ကနဲ့လေးစင်ကနှစ်ထင့်အာစင်ဖို့မထမနေရဆိုပြီးတော့တင်တာနေပြေးလာကြတာ သူခင်ဗျားတို့တင်တာမဲဆင်းတယ်အတုံးပြူလို့ရမှာမဟုတ်ဘူးအွန်လိုင်းပေါ်မှာဟာသူတို့အဖွဲ့ဒီကတော့တင်တာအဲ့တလောက်ပြီးတယ်ဆိုပြီးတော့မှအဲ့ဒါ for sure လို့ပဲအဲ့ဒါအထင်ကြီးအောင်ပြတ်တရုံပဲရှိနေအတုံးအတုံးပြူလို့ရမှာမဟုတ်ဘူးဆိုတော့တချို့ကတော့ကျွန်တော်ဒီသူတွေကတချို့ကတော့ခဲသူတို့တိုက်ရမယ်စကားစကားတိုက်ဖို့မစီရင်တော့ဘူး အာသူတို့ကိုတိုက်ရမယ်အိနီနာချင်းဒီကိုယ်အချင်းချင်းချင်းဒီကိုတိုက်ရမယ်တဲ့အဲ့ဒါကြောင့်အင်ယာစီမှာပဲငါတို့ကိုကြောက်မှာတဲ့ဆိုတော့အဲ့လိုမျိုးနဲ့ပီတူလူထုကို အတင်းအဓမ္မနဲ့အခုကြတော့စီကြီးကိုစီယုံလာကြပြီဥဆောင်လာပြီအတင်းအဓမ္မနဲ့စစ်သားဆူဆောင်တဲ့ဥစ္စာဒီအတုံးတဲမှာမဟုတ်ဘူးထွက်ပြကြမှာအဲ့ဒါအတေချပဲစံကုန်မြေလေးပဲဖြစ်မှာအဲ့ဒါတွေကကျွန်တော်ပြောချင်တယ်အဲ့တော့စစ်တပ်တစ်ခုက ကိုယ်စန္ဒနဲ့နော်ချစ်ချင်းမေတ္တာနဲ့နိုင်ငံချစ်စိတ်နဲ့ချင်းပီချစ်စိတ်နဲ့ဝင်မှတာလင်းအတုံးပြူတာအတုံးတက်တာအဲ့တော့ကျွန်တော် one is ဆရာကောင်းတာကတော့အစကတည်းကကျွန်တော်တို့ထူထောင်တော့ကတက်တက်ကြွကြွနဲ့ယူယူတာတာနဲ့စစ်တပ်ထက်ကိုဝင်တဲ့ကျွန်တော်တို့ CDF ဖက်ကို CDF ထက်ကိုဝင်လာတဲ့သူတွေ CNA ထက်ကိုဝင်လာတဲ့သူတွေတော်တော်များများအသေးပြဆက်ပြီးတော့မှ တေကုန်ကြပြီအခုကျွန်တော်တို့နားမှာမရှိနိုင်လို့ဘူးတတော်မမျိုးဆရာကောင်းတယ်နော်မျိုးသားတဲ့သူတွေတတ္တိရှိတဲ့သူတွေဖြူစင်တဲ့သူတွေအာချင်းပြီကိုချစ်တဲ့သူတွေကတတော်များများတေကုန်ပြီတိုင်းပြည်နဲ့လူမျိုးတွေနော်အသက်ဆုံးကုန်ပြီကျွန်တော်ယူကျုံမိရပဲအခုကြံတဲ့သူတွေကတတော်အဲ့လိုမျိုးစိတ်သက်ရှိတဲ့သူတွေကနေလာပြီဘာကြောင့်လဲသူစီကြီးဥဆောင်တဲ့ကောင်းဆောင်တွေရဲ့အားနဲ့ချဲ့လို့တော့မခေါ်ချင်ဘူး နော်မကောင်းတဲ့တော်တော်များများကတချို့လူတွေကမကောင်းဘူးဒါပွင့်ပွင့်လင်းပြအဲ့ဒါမျိုးတွေနဲ့ဘယ်တော့ခါမှဘုရားသခင်ကလည်းစိတ်ချမ်းသာမှာမဟုတ်ဘူးဆိုတော့အခုစစ်သားဆူဆောင်းတာတို့ဘာတို့ကတော်တော်အောက်ကျလာတယ်စကားစနဲ့တူလာပြီပေါ့မြောင်ထိုင်ကစစ်သားမဝင်ချင်တော့တဲ့အတွက်အတင်းတမန်းနဲ့မြောင်ထိုင်လေးဆူဆောင်းငါတို့လေးဆူဆောင်းအဲ့အဲ့ဒါမျိုးတော့မဟုတ်တော့ဘူးအဲ့ဒါကြောင့် စီကြီးဥဆောင်တဲ့အပိုင်းကိုပြန်လည်တုံးတက်ရမယ်စီကြီးဥဆောင်တဲ့သူဒီပုဂ္ဂိုလ်ကိုလူတွေလည်းအလေးထည်လို့ရမလားအနာယူရမလားအတိဇွေးချေရမလားတုံးမဟုတ်အချင်းစာရိတ္တကို ပြင်မလားနောက်ဘုရောမှာဥဆောင်မှုတွေကိုပြင်မလားတုံးမဟုတ်ကိုဟာကိုပြုပြင်ကြမလားအဲ့ဒါဒီမလုပ်ပြင်းနေတော့မရဘူးဆိုတော့အင်အားကတော်တော်ဆော့လာတယ်အေးအဲ့ဒါစီဥဆောင်မှုကတော်တော်အားနေလာတယ်နော် ်နော်မဟုတ်ရင်တော့မရဘူးဆိုတော့စစ်ရီကအာနေလာပြီဆိုရင်တော့စစ်တိုက်တာတို့ဘာတို့ကအဲ့ဒါတော့ကျွန်တော်ကတုံ့တက်မှာမဟုတ်တော့ဘူးတို့အာနေလာမှာပေါ့တုံ့တော်အဲ့ဒီမှာကျွန်တော်ကတော့အဲ့ဒါလောက်စိတ်ဓာတ်မကြသေးတာကတော့တခုရှိသေးတယ်တတဥစီဒီနေပေမဲ့အစီအချင်းနဲ့စနေတို့တွားရမှာငကူကရိယာအများအားပြောတယ် CDF ဒီစိတ်ဓာတ်မကြကြပါနဲ့အစီအချင်းနဲ့တွားမယ် အစီတွေ့မမြင်ရင်လည်းပဲပြဿနာမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့တခါလေကျတော့အာ emotion နဲ့လာတဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်။ဆိုတော့အစီချင်းမရှိဘဲနဲ့အစီတွေ့ရမြားပြီးတော့မှထိရောက်မှုကဘာမှမထူးခြားပါဘူး။အဲဒါကြောင့်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တဲ့ဥစ္စာကတော့စီကြီးဥဆောင်မှုမှာတော့စီကြီးဥဆောင်နေတဲ့နော်ခေါင်းဆောင်တွေတော့စိတ်တားလေးတွေကိုပြင်ရအောင်။မပြင်ချင်ဘူးဆိုရင်အပြောင်းလဲလုပ်ကြအောင်လူလေးလေးလေးလုပ်ရအောင်။ ခုဆောင်လေးသူတော့တိတ်ကြီးကြည့်တယ်ဇင်းတို့ကစစ်သွားတိုက်တာလည်းမဟုတ်ဘူးတတ်သားတွေကိုဥဆောင်တော့တတ်သားတွေအစ္စရိတ်တွေဟိုဖြစ်စီရရောက်မယ်အဲ့ဒါပြုပြင်ရမယ်တော့တော့တခုစိတ်တမကြဖို့အတွက်မှာချင်တဲ့ဥစ္စာကတော့ကျွန်တို့တတ်သားဥစီဒီဇော့ကြလာတာစိတ်တကြဆာမလို့ဘူးအရင်တော့ကညာရှိရင်အခုတရားရှိရင်ပြဿနာမရှိဘူးတရားနဲ့ညာကစိတ်တပုံမှမတည်တဲ့ဆိုတော့ချစ်ချစ်လေးလေးနဲ့ ခိုင်ခိုင်မာမာနဲ့ကျွန်တော်တို့ကလုပ်ရမှာဖြစ်တယ်အဲ့ဒါဆိုပိုထီရောက်မယ်အခုတရားကြရင်လည်းပြဿနာမရှိဘူးအေးအစစ်စစ်ဒါတုံးတက်လို့ရတယ်နော်နိုင်လို့ရတယ်စစ်ကိုနိုင်လို့ရတယ်ဆိုတော့ကျွန်တော်တို့အာအာ CC CB CB တွေကလည်းပြောတယ် Standard Army တီထောင်မယ်တဲ့ဒါအလကားဘာ Standard Army တီထောင်နိုင်မလဲ Standard Army တော့ထားလိုက်နင်းနေစီကနင်းနေပူစီတဲ့ အစီအချင်းရှိတဲ့ကြစ်လက်ခိုင်မာတဲ့တက်ရင်အကိုတိဆောက်ရအောင်အများကြီးမလိုအပ်တော့ဘူးနေရင်လည်းပဲအစီချင်းစီအောင်တိဆောက်ရမယ်အဲ့ဒါဆိုလက်ခံတဲ့ standard army ကမဖြစ်ဘူး standard army ဆိုတာလေ professional army အရင်ဖြစ်မှပဲရတာ professional army ဆိုတာလာစာကောင်းကောင်းပေးနိုင်ရမယ် equipment ကောင်းကောင်းပေးနိုင်ရမယ်မိသားစုဆိုရင်လည်းမိသားစုကိုကြီးစုနိုင်ရကြီးစုနိုင်ရမယ် လဆာကောင်းကောင်းမပေးနိုင်ပဲနဲ့ professional army မဖြစ်နိုင်ဘူး professional ဆိုတာအတင်းမုန်းကြောင်းလေအတင်းသူတို့ကဟိုသူတို့ကမကျွေးကျွေးမှမကျွေးမွေးနိုင်တာမကျွေးမွေးမနိုင်နဲ့စစ်သားကိုစူဆောင်းတဲ့ဥစ္စာတဲ့ standard army ပဲဖြစ်မလဲအဲ့ဒါနဲ့ဟိုဖက် EU ကြီးပြောတယ်လို့ပေါ့ standard army တော့ထားလိုက် standing army တော့မှဖြစ်မှာမဟုတ်ဘူးအဲ့ဒါ standing army ဆိုတာနားလေကြလားမသိဘူးဇာတိနိုင်မှာမဟုတ်ဘူးငွေလိုတဲ့ခင်ဗျ ငွေမရှိဘဲနဲ့ professor army ပဲဖြစ်နိုင်ဘူး standard army ကိုတော့ထားလိုက်ဝယ်လာဝယ် so yo si si yo ကိုယ့်ရဲ့တတ်အင်အားကိုများစွာမလိုဘဲနဲ့ကြစ်ကြစ်လစ်လစ်နဲ့ကျွန်တော်တို့လုပ်ရအောင်လုပ်ဥဆောင်တဲ့သူတွေကလည်းပဲအများကြီးပြုပြင်ရအောင်ဒါဆိုရင်နေပေမဲ့အစီချင်းပူစီလာမယ်ဆိုရင်တော့နိုင်နိုင်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ကဒီနဲ့စီကြီးဥဆောင်မှုအပိုင်းကို အားမရလို့ကျွန်တော်တိုက်တွန်းနေတာဖြစ်တယ် ဒါ market လေးအခုမှားနေပြီစကားစဖြစ်ကိုတိတ်မြောက်တော့ဘူးအချင်းချင်းချဖို့စစ်သားတွေစုဆောင်းတာတို့ဘာလို့ဖြစ်လာတယ်နောက်ပြီးတော့မှအဲ standard army တော့ထားလိုက် professional army မဖြစ်နိုင်ဘူးဆရာဆန်းတို့ကနိုင်ငံတကာ supporter တွေလည်းဒါကိုမပေးချင်ကြတော့ဘူးမပေးချင်တာလည်းပဲကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ဖားလို့ပဲဖြစ်မှာပေါ့ဆိုတော့အဲအဲ့ဒါဆိုရင်တော့ဘိမေးရောက်တော့မလားနောက်ပြီးတော့ ဆေးပြပဲရောင်းဖို့ပဲကြံတော့တယ်ဆိုတော့ဆေးပြရောင်းလို့ဘိန်းရလို့ငွေမဲရီနဲ့ standard army တီထောင်လို့လို့မရဘူးအဲ့ဒါကြောင့်မဟုတ်မဟာတွေကိုမပြောပဲနဲ့တက်ကိုပြန်လေပြုတ်ပြင်မယ်ခုဆောင်တဲ့သူတွေကလည်းပဲပြုတ်ပြင်ရအောင်မပြုတ်ပြင်စီစုကနားစုကြအောင်အားရာတွေကိုကျွန်တော်ကပြက်ပြက်တတ်တတ်ပြောတယ်နှုတ်မဟုတ်တော့ယူတာတဲ့ကျွန်တို့ရဲ့စကားစကူလက်တွေ့နဲ့ပြစ်နေတဲ့စစ်မီပီမှာပြစ်နေတဲ့သူတွေအတွက်အားနာဆရာကောင်းပါတယ်လို့ အဲ့ဒါကိုကျွန်တော်ကဇိုင်းဇိုင်းလေးကျွန်တော်ပြောရှင်းတယ်နော်ဒါနားလေးပြကြပါဒါအခြေ Thank you